စကိုင်းတိုင်းကလေးမျိုးအကျဉ်းထောင်မှာအကျဉ်းချနေတဲ့အကျဉ်းသား2ဦးစေဝါကူသားခွင့်မရလို့ဇွန်လ18ရက်ကတည်ဆုံခဲ့ရပြီးတော့အကျဉ်းထောင်တွင်ဖျားနာဒဏ်ရာရရှိသူတွေအကျဉ်းသား20ကျော်လဲစေဝါကူသားခွင့်မရပဲရှိနေတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါတယ်။အကျဉ်းထောင်တွင်စေဝါကူသားခွင့်မရပဲတည်ဆုံခဲ့ရသူ2ဦးအနက်2ဦးကကလေးမျိုးအောင်သစ္စာရက်ွက်အတွင်နေထိုင်သူအသက်36နှစ်အရွယ်ဦးချစ်ဘူးဆိုသူဖြစ်ပြီးတော့ကြံတူဦးကတော့အခြားမျိုးတွေကအမျိုးသားတူဖြစ်ပါတယ်။ အကျဉ်းထောင်တွင်တည်ဆုံသူတွေရဲ့ရုပ်အလောင်းကိုစုံစုလက်အောက်ခံထောင်အာဏာပိုင်တွေကမိသားစုဝင်တွေစီအလောင်းထုတ်ယူဖို့ဆက်သွယ်ဖို့အမိန့်ပေးစေခိုင်းခဲ့တဲ့အတွက်ဇွန်လ18ရက်မှာဥချစ်ဘူးရဲ့အလောင်းကိုထုတ်ယူနိုင်ခဲ့တယ်လို့ဒေသခံတူကပြောပါရတယ်။တည်ဆုံသူနှုတ်ဦးအားယောဂအခမ်းရှိသူတွေမဟုတ်သလိုစုံစုအာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရသူတွေဖြစ်ပြီးတော့ဘဲပုံမှနဲ့ဖမ်းခံရတယ်ဆိုတာအတိအပြုမရသေးပေမဲ့နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘဲတမန်ရိုးရိုးအကျဉ်းသားတွေဖြစ်ပါရတယ်။ ဖမ်းဆီးထောင်ချခံရပြီးတော့အကျဉ်းထောင်တွင်အလုတ်ကျန်းခိုင်းစေတာနဲ့ထောင်တွင်စေဝါကူတာခွင့်မရပဲအခုလိုတည်ဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်ကလေးအကျဉ်းထောင်မှာထောင်နာပိုင်တွေကတမန်ရိုးရိုးအကျဉ်းသားတွေကိုဒါမကနိုင်ငံရေးအကျဉ်းသားတွေကိုပါအလုံကျန်းခိုင်းစေတာတိုက်ပိတ်တာရိုင်းနှံနှိပ်စက်စစ်ဆေးတာတွေလည်းရှိတဲ့အတွက်ဒဏ်ရာရှိသူတွေလည်းရှိနေပါတယ်